မာမိတ်တွေဖြစ်ခဲ့တဲ့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ကြားကတနင်္ဂနွေနေ့ကဖြစ်ပွားခဲ့တဲ့နယ်စပ်တိုက်ပွဲတွေအတွင်းမှာနှစ်ဖက်တပ်ဖွဲ့ဝင်ဒါဇင်နဲ့ချီတည်ဆုံးခဲ့တယ်လို့ဆိုပါတယ်ဒါတာလီဘန်တွေအာဏာပြန်ရပြီးနောက်ပိုင်းအင်ဒီဂျင်းနိုင်ငံခြားမှာဖြစ်ပွားခဲ့တဲ့အပြင်းထန်ဆုံးတိုက်ခိုက်မှုလည်းဖြစ်ပါတယ်။ဒီချိန်နဲ့ပတ်သက်ပြီးတရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူလင်ကျန်ကဒဏ္ဍာရီမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတရုတ်နိုင်ငံလုံးကိုတည်ငြိမ်စွာနဲ့ပဲထင်းထင်းသေးသေးဆောင်ရွက်ကြဖို့တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင်ဒေသတွင်းမှာရှိတဲ့တရုတ်နိုင်ငံသားတွေနဲ့ယင်းဒီမြို့နယ်မှုတွေကိုကာကွယ်ပေးဖို့လည်းတောင်းဆိုခဲ့ပါတယ်။ပါကစ္စတန်အာဖဂန်နစ္စတန်ဆက်ဆံရေးတိုးတက်ကောင်းမွန်ရေးအတွက်တရုတ်နိုင်ငံအနေနဲ့အပြုသဘောဆောင်တဲ့အခမ်းအနားကနေဆက်လက်ပါဝင်သွားဖို့ဆန္ဒရှိပါတယ်လို့သူကပြောကြားခဲ့ပါတယ်။တရုတ်နိုင်ငံဟာသူ့ရဲ့အနောက်ဘက်ဒေသမှာအာဖဂန်နစ္စတန်ပါကစ္စတန်တို့နဲ့နယ်နိမိတ်ချင်းထိစပ်နေပြီးဒေသတွင်းတည်ငြိမ်ရေးဟာတရုတ်ရဲ့ရုံးနဲ့လက်မှတ်စီမံကိန်းလိုစီးပွားရေးယင်းဒီမြို့နယ်မှုတွေအတွက်အလွန်အရေးကြီးပါတယ်။ ပြီးခဲ့တဲ့ကာလတွေတုန်းကလည်းတရုတ်နိုင်ငံယာယီဝင်ကြီးဝမ်ယီကိုတိုင်ကပူးမြို့ကိုသွားရောက်ခဲ့ပြီးနှစ်နိုင်ငံကြားဆက်ဆံရေးတိုးမြှင့်ဖို့ဂျာဝင်ဆက်ဆက်ပြီးခဲ့တာတွေရှိခဲ့ပါတယ်။အခုလိုတင်းမာမှုတွေမြင့်တက်လာချိန်မှာတရုတ်ကဂျာဝင်ဆက်ဆက်သူအဖြစ်ကူညီပေးလိုကြောင်းကမ်းလှမ်းလာတာဖြစ်ပါတယ်။ဒါအရှိတောင်ပိုင်းဒေသရဲ့နိုင်ငံရေးမှာအမေရိကန်ရဲ့နေရာကိုတရုတ်ကတဖြည်းဖြည်းအစားထိုးဝင်ရောက်လာတဲ့ဂျိုးပန်းမှုအဖြစ်သုံးသပ်သူတွေကရှုမြင်နေကြပါတယ်။